ကိုလူတွေညာသဘုံဆိုတဲ့နာမည်အောက်မှာယဉ်ကျေးမှုချင်းမိုက်ကြီးခွဲတဲ့ကိစ္စတွေယဉ်ကျေးမှုချင်းတွန်းတိုက်ရင်မိုက်ကြီးခွဲခံရတာအားနည်းသူတွေပဲမို့မိုက်ကြီးခွဲတယ်လို့ပဲသုံးလိုက်ပါတယ်။နောက်ပြီးတော့နိုင်ငံရေးတော်လှန်ရေးလူမှုရေးတွေကိုတွေးမိသလောက်အတာနော်မတီတွေရှောက်ပြောခဲ့တာအခုဆိုနှစ်နှစ်ကျော်သုံးနှစ်တည်းဝင်နေပါပြီ။ကြိုက်ကြိုက်မကြိုက်ကြိုက်ပြောစရာရှိရာပြောမှာပဲဆိုတဲ့ထုံးစံအတိုင်းအမှားတွေရှိရင်ရှိအောင်မပေါ့။ညာသဘုံထညာသဘုံထညာသဘုံထ ကျွန်တော်ကတော့ညာသမုံမိတ်ဆွေများတွေကမောင်းရင်ပါညာသမုံမိတ်ဆွေတွေအားလုံးအကြက်တဲကာလမှာတရင်ကငယ်ပေါက်တွေတွေ့ရှိပြီးဖြေသာနိုင်ကြပါစေလို့နှုတ်ခွန်းဆက်လိုက်ပါတယ်မောင်းရင်အစီအစဉ်တွေမှာချက်ခနဲဆိုငယ်ချိုးငယ်နာပေါ်ပြီးတော့ခစ်ကြီးကိုလက်ညှိုးထိုးဇက်တွေနာတတ်တော့ပြောင်းပြီးပြောမယ်စဉ်းစားနေရင်မထူးပါဘူးကွာငယ်ချိုးငယ်နာပေါ်စရာမှမကုန်သေးပဲဆိုရယ်စိတ်နဲ့နောက်ထပ်ငယ်ချိုးငယ်နာတွေထပ်ပြောဖို့ဖြစ်လာရပြန်တာပါပဲရက်ကတော့ ောင်ရင်ငယ်တင်းကတဝဲမှာနေဘူးပါတယ်။ညာတော်ပေါ်ကဲဆိုနောက်ထောင်းနေတဲ့ထဲမှာတဝဲလူရရှိဆိုလဲဂူလောင်းနှုတ်ဆက်လဲခဗျာ။တဝဲငယ်ချင်းလေးကိုလဲနေကောင်းနေကြရဲ့စီအဲနီမှလဲခါအဝဲဟာချက်ချာဒေတာဖြစ်လေတော့ဖြစ်အဆက်ဆက်နမကြီးရဲ့မျိုးလို့ဆိုရမယ်။မောင်ရင်ကအလွန်အေးချမ်းတဲ့ရက်ကွက်တစ်ခုမှာမောင်ရင်လားမြောက်ခဲ့ရတာပေါ့ ဝင်းကနားနဲ့ခန်းနားရဲ့ရက်ွက်တွေကိုလိုနီလက်ရအဆောက်အဦတွေနဲ့ဖျားစီတီတွေရလဲပေါ်မှာပေါ့တိုးတော့မောင်ရင်ကတော့ဂျောင်းခတ်ကြကြအပိုင်းမှာနေခဲ့တာပါအိုက်ခဲဆိုတာမြင်းနီလမ်းမှာဖုံရှူနေရလဲကျမ်းမာတယ်ခင်တော့မှာမောင်ရင်ဇာတိမျိုးထက် အားသာတဲ့အချက်တွေအများကြီးရှိတဲ့အနေကစာကြည့်တိုက်ခတ်ကြည့်စာအုပ်ဆိုင်ခတ်ကြည့်ရှိတဲ့အားသာချက်ကမောင်ရင်ငယ်ဘဝကိုအကြီးအကျယ်ပြောဖို့ကောင်းစေခဲ့ပါတယ်ငယ်ငယ်စာအုပ်ဆိုင်ကိုသွားဖို့အားအတော်မွေးရရန်လူပေါင်းများစွာကိုကြော်ဖြတ်ခဲ့ရတယ် ငယ်ဘဝရဲ့ရန်သူဆိုတာလမ်းတစ်လျှောက်ကခွေးတွေကိုပြောတာပါကလေးနဲ့ခွေးကတဲ့တယ်ဆိုပေမဲ့ကို့ခွေးကိုပဲတဲ့တာသူများခွေးဆိုတိတ်မတဲ့ခြင်းဘူးစသလိုလိုနောက်သလိုလိုနဲ့ light hack ကစားတဲ့ခွေးလဲကို့ခွေးမဟုတ်ရင်တတိထားရတဲ့အထာမျိုးပေါ့လောဝဲမှာအိမ်တိုင်းနီးပါးခွေးရှိရဲ့လို့တောင်ထင်ပါတယ်မောင်ရင်အမှတ်တရတယ်မှာမောင်ရင်သူတို့အိမ်ရှိကဖြတ်သွားတာမြင်တိုင်း light light ဟတ်တဲ့ခွေးတွေကောင်ရှိရဲ့တော့နှစ်လောက်ကိုဇွဲကြီးကြီးနဲ့လိုက်တာငယ်ဘဝဒဏ်ရာတွေဟာကောင်မလေးတွေကြောင့်တော့မဟုတ်ဘူး ်ခွေးအလိုက်ခံရလို့ရခဲ့တာခုနေခါပြန်တွေးတော့အဲ့ခွေးကငါ့ကိုစတာလဲဖြစ်ကောင်းဖြစ်နိုင်ပါရဲ့လို့တွေးမိသေးတယ်။စာကြီးတိုက်ကိစ္စဆက်ပြောရလို့ရှင်ချောင်းဝင်ပြစ်ပြီးမြင့်ရှာတာတော့မဟုတ်ဇာတိမျိုးကစာကြီးတိုက်တွေကိုလည်းအလေးအမြတ်ပြုပါတယ်။စာပေပုံစံတွေအများကြီးတည်းမှာကလေးတွေစိတ်ဝင်စားတဲ့စာပေမျိုးစားကိုဥပမာထားပြီးပြောရလို့ရှင်အဲ့နေရာတွေမှာရှာတွေ့ခဲ့တာကဥဒရတနာတိုက်ဥဒပဒေသာဥဒဆွဲဆောင်စတဲ့ဟာတွေပေါ့။အင်တာနက်တွေလည်းမရှိသေးတော့ အဲ့ဒီစာအုပ်တွေရရတဲ့ရောင်စုံပုံတွေဖြူမဲပုံတွေရုပ်စွာအဆုံးပကြီးတွေရအစစိတ်ကူးရင်လို့ကောင်းနေတော့တာပဲစာအုပ်ဆိုင်တွေရရတဲ့စိတ်ကူးရင်စရာတွေထဲမှာကလေးတွေအတွက်ဆိုလို့ရှိရင်ဘုတ်ဝင်ပုံမြင်နေတဲ့ဆက်ဆက်စာပေတွေအပြင်ဆရာကြီးဦးအောင်ရှိန်တို့ဆရာတစ်ထွန်းနောက်ဆရာမင်းစော်တို့တင်ဆက်တဲ့စိတ်ကူးရင်သိပ်မှန်ကာတွန်းစာအုပ်တွေလို့ပေါ့ဘုတ်ဝင်ဆိုတာကလည်းကိုမြင်မှုတဲ့မြင်ကွင်းပေါ်မူတီဗီတိဆောက်ကြရတာကိုဘယ်အရာမဆိုစိတ်ကူးရင်ပုံဖော်လို့ကောင်းနေတဲ့အရွယ်ပေါ့ဗျာ ပြီးကုန်ပြီဆက်လက်ကြည့်စေပြီးသွားတယ်ဘာဖြစ်လဲဘာဖြစ်လဲအခက်ပြီးနည်းနည်းမစိတ်မပူနဲ့ပူနဲ့လာဟေးနောက်တော့အင်တာနက်ပေါ်လာဒါပေမဲ့မောင်ရင်တို့စီကိုတန်းရောက်လာတာမှမဟုတ်တာမောင်ရင်တို့စီမှာထထမိုးဦးကြော်ညာတဲ့ဆက်ပြအင်းရဟာထပ်ပူကောင်းတယ်လို့ထင်ကြတော့အင်တာနက်သုံးနိုင်တဲ့လူတွေရေးပေးပုံတွေစက်တင်ပေးတဲ့ဟာတွေကိုမောင်ရင်တို့ဆက်ပြီးတော့ဖတ်လာရတယ်အဲ့ခက်က နားအဖနဲ့နီးရလူတွေရဲ့စာအုပ်တွေကပိုပြီးအည်အသွေးကောင်းတဲ့ထုတ်လုပ်ရေးပစ္စည်းတွေကိုသုံးနိုင်တယ်။ဥပမာစက်ကူတို့အယောင်ဝေးဝေးဆာဆာသုံးနိုင်တာတို့စသဖြင့်ပေါ့။တစ်ဖက်မှာ စာကြီးပေကြီးတန်းဝင်တွေကိုတောင်းဆက်တန်းတော့အကျန်းကြီးတဲ့စာရွက်နဲ့ထုတ်နေရတဲ့ခေတ်။စာပေစီစီရေးဓာစာအုပ်ကခေတ်ဆိုပေမဲ့မောင်ရင်တို့နေရလူတွေအဖို့ဈေးမှာငြုတ်ပြီးထုတ်တဲ့စက်ကူကစာလဲဖတ်ရ။နေတိုင်းတွေ့နေရတဲ့ဆိုင်းပုတ်တွေတောင်းနေတိုင်းထထဖတ်ပြီးတော့ချွေးသိမ့်နေကြရတဲ့ကာလဖြစ်ခဲ့ပါတယ်။ ဒီလတွေကခြေခံပညာအကြောင်းတွေစာမွေးပွဲဆက်ကြတဲ့ကာလဆိုတော့အဲ့ဒါလေးနဲ့ကိုရီကျောင်းမှာကြောင်ခဲ့ကြတဲ့ပုံမျိုးဆက်ဆက်ပြီးပြောချင်သေးတယ်။သိပ္ပံကိုစိတ်ဝင်စားတဲ့ကလေးတွေဟာအစောကပြောတဲ့အစာအုပ်တွေစိတ်ကူးရင်နေတဲ့အချိန်မှာလက်တွေသင်္ကန်းစာထဲမှာကြတော့အဲ့လိုမဟုတ်နေပါဘူး။မောင်ရင်တို့လီပောင်းတွေကိုဘုံကြီးစာကြက်တယ်လို့ကြက်ခဲ့ရတာ။ပြီးတော့ဆက်တက်ဆက်တလီနဲ့ဆက်တက်ဆက်နယ်လီဆိုလို့ရှိရင်ဝါတာတာပဲ။ခုနေခါလီပောင်းဖျောက်အောင်ဆိုတတ်တဲ့အားလုံးကိုယ့်ကိုယ်တော်တော်ကျေးဇူးတင်နေရတဲ့မဟာသိပ္ပံပညာရှင်ကြီးပဲဗျာ။ဟင်းဟင်း ။အိမ်မှန်ပညာဟာလက်တွေ့ကြတဲ့ပညာရဖြစ်လို့လက်တွေ့နဲ့မဆက်ဆက်ပြလို့ရှိရင် မြင်ဖို့အင်မတန်ခဲရင်ပါတယ်။အိမ်မှန်ဆိုတာတနည်းအားဖြင့်အနာဂတ်လိုလဲဆိုရင်မမှားပါဘူး။ဒီတော့ခေတ်ရဲ့ပေးထားချက်တွေထဲမှာအနာဂတ်မပါဘူးလို့ဆက်ဆက်ပြီးပြောလို့ရတယ်။ဘာလို့ဆိုအနာဂတ်အတွက်လက်တွေ့ခန်းနေရဟန်ပြအဆင်မရှိခဲ့လို့ပဲ။မရင်းတို့ခက်ကဥပမာဆယ်တန်းမှာကက်ကူလတ်သင်ချာကိုဘယ်နေရာမှာသုံးမှန်းအများစုကမသိကြပါဘူး။တခွဲခန်းကဒဏ်ငွေထုတ်တဲ့နည်းကိုကြက်ရတဲ့ ပြီးတော့ဆယ်တန်းအောင်ဖို့ဆိုလို့ရှိရင်ရှေ့ကိုဘန်နခန်းနောက်ကိုဘန်နခန်းလုပ်ရင်ရပြီကျန်တဲ့အခန်းဆိုရင် လုံးလုံးကိုမသိနေတာတဘောအလုံးတွေ့ကြရအကုန်ကြက်ပြီးတပွဲတို့တွေကြီးပဲဆော်ခဲ့တာပဲကိုဟါကိုထွင်ရေးရင်အမှတ်ပေးတဲ့ဆရာမသိပြီးနဲပါတယ်မြန်မာသားဆရာမတချို့ပဲမြင်ခဲ့ဘူးတယ်ဒါတောင်အများစုကဝကြဖွဲ့တဲ့ကိစ္စကိုအထုထုတ်စာအုပ်တွေထဲကဟာမဟုတ်လို့ရှိရင်တက်ချေကပဲပေးတာအဟုတ်ကိုဘွဲရအစမတတ်တဲ့ခစ်ပေါ့မိုင်းနုခစ်မျိုးဆက်ဟာခင်ညွန့် train ဆိုပြီးတော့တောင်စကြသေးရဲ့ ခုခေတ်မျိုးဆက်ဆိုလို့ရှိရင်တော့ main online train ပေါ့ train ဆိုတာလစ်ကျင်မွေးထုတ်တယ်ပေါ့ဗျာဘလောက်နာဖို့ကောင်းလဲဒီလိုနဲ့စာကြည့်တိုက်တွေကနေပြီးတော့ internet လက်လန်းမီတဲ့အသက်နဲ့အခြေအနေကိုမောင်ရင်တို့ရောက်လာခဲ့ရောအဲ့အချိန်ကျတော့ကိုသိကျင်နာတွေကိုဆက်ဆက်ပြီးတော့ရှာတက်လာ browser တွေကကိုရိုက်တာနဲ့တူရအောင်အကုန်စုပြပြီးတော့ကိုကလိုတာရွေးကြည့်ပြီးမှကိုကကိုကိုဆက်ဆက်ဟိုရှာဒီရှာနဲ့ကိုလိုရတာတွေကအဲ့နေရာမှာတောင်းရပါလားဟိုနေရာမှာပါနေပါလားစသဖြင့် ရွေးလို့ရိတ်တွေပဲတိလာတယ်ပေါ့ခတ်တာအဲ့ချိန်မှာဘာကြောင့်သင်္ကန်းစားမှစိတ်ဝင်စားတော့ခစ်ကအခြေအနေမပြေးပါဘူးကွာဘာညာတာမန်စင်ကြီးတွေနဲ့ပဲလမ်းဆုံးတော်မူသွားပညာရဲ့လိုက်စားတဲ့အတိုင်းဝန်းကလွယ်လို့ရှိရင်တာမန်လူတွေအဖို့ကကြောင်းပြန်တက်ဖို့ဆိုတာတိတ်မလွယ်လာဘူးပညာကြီးကဈေးကြီးတာကိုဖွတီးဖွချက်ပညာကြီးတောင်သူတို့အတော်ယုံပြီးသေစာရှင်စာလောက်ရအောင်သင်ကြရရှာတာအဲ့တော့ကိုကိုကအစပြီးတော့အရင်စစ်တဲ့အခါမှာ ။အုံမြင်ဝတ္ထုသဘောဆန်တဲ့အပေါ်ယံကိစ္စတွေလောက်ပဲတည်ပြီးတော့လက်တွေ့သဘောနဲ့အလွန်ကင်းကွာတဲ့ပြဿနာတွေပညာသင်ပြီးကာမှလူလောကမှာတစ်ခါအတုံးချဖို့ပညာထပ်သင်းသင်္နန်းလာလောကနဲ့မကိုက်စသဖြင့်လူငယ်တွေကွိုင်းတက်ခဲ့ကြတာပေါ့။ကဘာကြီးကိုစိတ်ကူးရင်ခဲ့ကြတဲ့စစ်တပိုင်းဒီမိုကရေစီဆယ်စုနှစ်တွေအတွင်းမှာလဲကိုဗစ်ဆိုတာကြီးဝုန်းကနေပေါ်လာပြီးတစ်ခါလူမျိုးရေးအကုန်ဒုက္ခဖြစ်ကြပြန်တာပဲ။ကဘာကြီးဟာလည်းမျက်စိရှိတွင်ပြောင်းလဲခဲ့တယ် ရင်ကမောင်ရင်တို့တယောက်ကိုတယောက်မျက်နှာကိုသေချာမြင်နိုင်ပေမဲ့အခုတော့ mask တွေနဲ့ဖြစ်ကုန်ပြီကမ္ဘာလီလူကြီးပို့ဆိုးလာလို့ရှိရင်တိတ်မှန်ကားတွေမှာလို့အသက်ရှူကိရိယာတွေနဲ့နေရာတွေဖြစ်ပေါ်လာနိုင်မယ်ဘဝဆိုရယ်မျက်စိတမိတ်တွင်းမှာပဲစာကြည့်တိုက်တွေကနေပြီးတော့ internet ခေတ်ကိုရောက်လာတယ်အဲ့ခေတ်မှာပဲ AI ဆိုတာကြီးပေါက်ချလာတယ် artificial intelligence ဉာဏ်ရည်တုစသဖြင့်ပေါ့ဗျာပြီးတော့ကမ္ဘာကြီးကိုမှွေတော့လာတယ်ဒီကြားထဲတို့တွေမှာ အာနာရှင်စနစ်တကြော့ပြန်လို့သွေးချွေးရည်နဲ့ပြိနှက်နေတဲ့ဘဝအစီအကြီးကိုဖျက်ဆီးနေရရှာတယ်။မျက်စိရှိမှာပဲ AI က Power Ranger တွေဖြစ်လာပြီးတော့တိုင်းွက်တွေထုတ်ပြနေရတာတွေ့လာရတယ်။ဉာဏ်ရည်ဓုဆိုပေမဲ့အရင်လိုစာရိုက်ရှာရပြီးအချက်လက်တွေပြပြီးတဲ့အဆင့်ဟာနေသူနဲ့ပါစကားတွေပြောသူ့ကိုယ်ပိုင်သုံးသက်ချက်တွေတင်ပြသူမပြချင်တာကြတော့မပြဘူးစတဲ့ကိစ္စတွေအထိပါလုံနိုင်နေရအဲ့ဒီမှာအာနာနဲ့ဤပညာပေါင်းစပ်ထားတာတွေဖြစ်လာတော့တာပဲဒါဟာတတိထားစရာကိစ္စတစ်ခုဖြစ်ပါတယ်ဒီကိစ္စဟာပေါ်သေးသေးမဟုတ်ဘူး စိတ်ကူးရင်သိပ်ပံကားမပြောနဲ့လက်တွေ့ဘဝမှာတော့ဒီနှစ်ခုပေါင်းဆက်တဲ့ပြဿနာပိုကြီးပါတယ်ဥပမာပြောရရင် စကားဆရဲ့တံပြန်ဒရုန်းနဲ့ထောင်လိုင်းကြိယာတွေဟာအခုတဖန်ခေါင်းပြန်ထောင်လာတာကိုကိုလူလူမြင်ကြရမှာပါတဖက်မှာကလည်းကိုတင်လိုက်တဲ့ပုံတပုံကြောင့်အချိန်မွေးတရွာလုံးပြာကျသွားနိုင်ပါတယ်စီနာကနေဝေဒနာကိုရုပ်ချီးပြောင်းသွားနိုင်တယ်ကိုတင်နဲ့ကောင်းတဲ့ရင်ကိုသိုးတဲ့ရင်ဖြစ်စေခြင်းနဲ့အင်အားစုတွေကလည်းရှိရယ်ကိုကတပုံထနေရတာဆိုတော့ကိုကတတိမထားတဲ့အခါ ကိုလုတ်ရက်တွေကိုလူတွေအလွယ်တကူနဲ့စကားစလေးတန်ငှားပြီးတော့ကို့ကိုလူရုပ်မှဇက်သွင်းပြစ်နိုင်တယ်ဆိုတာမမေ့ကြဘူးလက်တို့ကျင်တယ်။တော်လန်ရေးကိုတော်လန်ရင်းပုံစံနဲ့မသွားရင်နောက်နေကြံ့ကြာတာပျက်စီးရတာဖြစ်ကြလိမ့်ရှိတယ်။ကမောင်ရင်တို့လူအဖွဲ့အစည်းကိုမကျေနပ်လို့ရှိရင်အရင်လို template တွေနဲ့ means တွေလောက်ကြတာမဟုတ်ပဲ AI နဲ့ပါ means တွေလောက်ကုန်ကြပါ့။ ထရန်နဲ့ဇလန်စကီထပြီးတိုင်းချလို့ချမာအလာနဲ့တရုတ်ကိုယ်စားလှယ်ထပြီးတော့တနက်နဲ့ပြစ်လို့ပြစ်စသဖြင့်ရုပ်တွေကအရင်လိုဓာတ်ပုံတွေမှာစာရေးပြတဲ့အဆင်မဟုတ်တော့ဘဲနဲ့ရုပ်ရှင်လိုလှုပ်လာပြီအဖက်မှာကတော့ဤပညာနဲ့အာနာရှိသူတွေဒနာရှိသူတွေရဲ့ကွန်ရက်တွေထဲမှာကိုယ့်ရဲ့အချက်လက်တွေကိုကိုမသိပဲလှုပ်ချင်ရလှုပ်လာနိုင်ကြတယ်ကို့သေလောက်တဲ့အထိဒုက္ခပေးနိုင်တယ်အဲ့အရာတွေကိုဘသူတွေဥဆောင်နေလဲကြည့်တော့ဖုံးစံအတိုင်းလက်ရှိမှာ အာနာရှင်ဆန်တဲ့လူတစုအောက်မှာပဲရှိနေတာပါ ီမိုကရေစီဆရာကြီးဆိုပြီးဘဝင်ကိုင်းနေတဲ့အမေရိကတောင်မှကြည်ပါလားအယုတ်ရုရှားစတဲ့အာဏာအခြေပြုတောင့်ခံနေရတဲ့လူတွေနဲ့တဒန်းနဲ့ဖြစ်ကြောင်းပြကျင်နေတဲ့အနေအထားကမ္ဘာလည်းမှာအာဏာကိုအစွမ်းကုန်တည်ဆောက်ပြီးမှအာဏာအရှိဆုံးစူပါပါဝါဖြစ်မယ်လူအဖွဲ့အစည်းတိုးတက်မယ်ဆိုတဲ့ဇယိုက်နဲ့ပြီးတော့မထီမဲ့မြင်မှုနဲ့ရွေးကောက်ပွဲမှာခေါင်းဖြူကြီးနိုင်သွားတယ်ဆိုလို့ကြားတော့ကအမေရိကမှာလည်းတော်သားတွေပေါ်လာပဲဆိုပြီးတော့မုံရင်မှတ်စုစာအုပ်ထဲမှာဆက်ဖြီးဖြီးရေးထည့်ခဲ့သေးတယ်။အဲ့လိုဆိုတော့တစ်ဆက်တစ်ဆက်တည်းမှာပဲ ကဘာကြီးမျောလင်းမထားတဲ့အလှုပ်ခတ်မျိုးတွေဖြစ်လာတယ်။နိုင်ငံတွေကတီးခြားနေကြတယ်ဆိုပေမဲ့တခြားအကြောင်းအများကြီးနဲ့ဆက်ဆက်နေကြတာမျိုးတနိုင်ငံလှုပ်ရင်တကဘာလုံးလှုပ်ပါတယ်။နိုင်ငံကြီးရင်ကြီးသလိုပိုလှုပ်တယ်။ပိုလှုပ်တဲ့အခါမှာဒေသတွင်းမတည်ငြိမ်တဲ့နိုင်ငံတွေဖွံ့ဖြိုးတဲ့နိုင်ငံတွေကအခံရဆုံးပဲ။လူ့အဖွဲ့အစည်းအနေနဲ့ကြည့်မယ်ဆိုရင်ဆင်းရဲသားနှင်းများတွေကပိုပြီးခံရတယ်လို့ပေါ့။နိုင်ငံအလိုက်ကြတော့ဆင်းရဲတဲ့နိုင်ငံတွေခံရတယ်။ကလောကကိုယ့်လူလိုတွေ့ပါလိမ့်မယ်။ NGO တွေဖြတ်စားလို့ဆိုပြီးရက်လိုက်တဲ့အထောက်ပံ့တွေကြောင့် ညာဆက်ကလူတွေဒုက္ခရောက်ကြတယ်။ပြီးတော့သူတို့ပြည်တွင်းကလူတွေလည်းဒုက္ခရောက်ကြတယ်။အဲ့လိုမျိုးပေါ့။အာနာယူတွေဟာလူတွေကိုငားနဲ့မတူငားရံသူစနစ်ပုံသွင်းတတ်ကြတာမို့လူအဖွဲ့ကြီးအကျိုးပါညာစဉ်းစားဖြစ်ဖို့ကနည်းတယ်။ဖြစ်မယ်ဆိုရင်တော့သူတို့လိုအပ်ချက်ကြောင့်သူတို့ပေးချင်တဲ့လူကိုပေးပြရတော့ပဲရှိမှာ။ဒီလူတွေဟာတိုင်းပြည်ကိုတိဆောက်တဲ့လူတွေလည်းမဟုတ်ဘူး။လွတ်လပ်စွာကိုယ်ဝယ်ခွင့်သဘောထားကွဲလွဲခွင့်ပြောဆိုရေးသားထုတ်ဝေခွင့်တွေမာတွေလည်းဂယူးမဆိုင်ဘူး။ဂန္ဒလရစ်နဲ့ပူတင်တို့စီမှာလူတွေဘလောက်ညာတဲ့ပုံထလို့ရမရဆိုတာ လူတီများတဲ့ရိုးဝတ်ချက်တွေဖြစ်နေသလိုပေါ့ဗျာဆိုတော့မီဒီကာကိစ္စမှာဆိုလို့ရှိရင်လည်းအရင်ကထားခဲ့တဲ့စံနှုန်းတွေကိုမေကုံထုတ်လာကြတယ်မင်းတို့ပြောတော့မာဒီကာချာဆိုပြည်သူတွေကိုမောင်းထုတ်ပါအောင်ဆိုတဲ့အထားတွေဖြစ်ကုန်တယ်သူတို့ပြည်ရင်းမှာလည်းပြောင်းဆန်နေတာ哦စံနမူနာပြနေတဲ့သူတွေရဲ့သိခါနဲ့စနစ်ကြီးကိုစမ်းမှတ်ခံရပြီလေလူသားချင်းလေးစားဖို့တောင်နားမလဲကြတဲ့အာနာရှင်တွေဟာလူသားရဲ့လွတ်လပ်မှုဆိုတာကိုပြက်ရယ်ပြုတ်နေကြပြီခင်မီသူတိုင်းအာနာရှင်ဆန်ကြသည်ဆိုတာမျိုးကဘာကြီးမှခက်စားခွင့်ပြုတ်ကြတော့မှလား စနစ်ကြီးရဲ့ယူပေါက်ကြီးကိုလည်းမြင်လာကြပြီလို့ဆိုရမယ်။ဆင်းရဲတဲ့လူတွေမှာတော့ကြီးရတက်တွေစားဖို့ချောင်းမြောင်းတွေကငါးဖားတွေရှာပေးနေတာတောင်းချောင်းမြောင်းတွေကိုပါကြီးရတက်တွေကမြေဖို့ပြီးတော့အိမ်ဆောက်ပစ်ကြတဲ့လောကဓာတ်ကြီးဖြစ်နေတယ်။တစ်ဖက်နဲ့တစ်ဖက်ဒရာမာတွေမတူကြဘူးပေါ့ဗျာ။ဒါတွေဟာကဘာကြီးမမျှတတာကိုမျှတဖို့ကြိုးစားနေရတဲ့သူတွေကိုယ်တင်ခန်းစာကိုယူပြီးတော့အခုထက်ပိုကြိုးစားကြဖို့တန်ချောင်းခောက်တယ်လို့ယူဆမိပါဒီခါကျတော့နီးပညာတွေကပါလာပြီနီးပညာနဲ့ပတ်သက်တဲ့ဥပဒေတွေစီမင်းစည်းကမ်းတွေဆိုတာ လူတိုင်းအတွက်레벨တိုင်းအတွက်အပူတပြင်းလိုအပ်နေပေမဲ့အလုံလောက်မရှိသေးဘူးရှိတဲ့ဥပဒေတွေကိုလည်းအာဏာရှိသူတွေကလက်တလုံးကြားလုံနိုင်တဲ့အန္တရာယ်ရှိပြန်တယ်တန်စည်းလွန်ပြီးဖြစ်ဖို့အရန်ထိလွယ်တဲ့အရာတွေထဲမှာနီးပညာကလည်းပါတော့ဒါကိုအဆိုးပါမရင်အောင်ထိမ့်သိမ့်ဖို့လိုတယ်လို့လူသားတွေကထောက်ပြပြောဆိုလာရပြီနေ့စဉ်ဘဝထဲမှာမှနီးပညာမပါမဖြစ်ဖြစ်လာနေတာကိုကိုယ်အန္တရာယ်ဖြစ်စေနိုင်တာကကိုယ့်လက်ထက်ကနီးပညာဆိုင်ရာပစ္စည်းတွေအပြင် အစိုးရနဲ့တခြားစီးပွားရေးလုပ်ငန်းတွေကလည်းအများကြီးစောင့်ကြည့်အသုံးချနေကြတဲ့ပတ်ဝန်းကျင်ကိုမောင်ရင်တို့ရောက်နေပါပြီ။မြန်မာနိုင်ငံမှာဆိုရင်လည်းခင်မီရဲ့ကရိယာနဲ့အခြေခံအဆောက်အဦတွေဟာစကားစလက်အောင်မှာရှိနေတုံးပဲ။ဝီရောဒီတွေအရင်အထက်ပိုများလာတဲ့ကဘာကြီးပေါ့ဗျာ။ဒီကာလတွေကကိုယ့်ရဲ့ပါနတ်မှုကိုလည်းအတက်နိုင်ဆုံးတက်လှန်ထားရမယ်ကာလပါ။ပြောရင်းဆိုရင်အရင်ရှင်စနစ်တွေပါတွေပါပါလာလို့မောင်ရင်တို့တစိုက်တွေကတ်နေကြအောင်ပဲ။တိုင်းမရလူမျိုးရှုပ်ထွေးပွေလီပဝေသနီဖြစ်နေတဲ့အချိန်မှာ မောင်ရင်တို့တိုင်းပြည်ကိုကိုစားပြုနေတဲ့တန်ငင်းတမန်ကင်းရကိုစားပြုခံနေရတဲ့အလောင်းဖြစ်မဲ့အုံနီခဲကြီးကတော့သူအားကြတဲ့ပူတင့်စီမှာတော့မကြွမင်းတွေဘောမကြွအင်ရှင်မင်းသားတွေပါလေလှုပ်လို့ဟန်ကြနေပါလား AI ခင်မှာကလေးတွေကိုနိုင်ငံတကာမှာကုတ်တွေသင်မင်းနေပြီဆိုလို့ရှိရင်ကုတ်ဆိုတာမူလာတဲ့အင်္ဂလိပ်စာတွေကကုတ်အင်းကြီးလားဟင်လို့မေးမဲ့အုံနီခဲကြီးပေါ့တကဘာလုံးကအာနာယူတွေဟာလူတွေကိုပြက်ရယ်ပြုတ်နေတဲ့အထက်မှာမြမပြေကပြက်ရယ်ပြုတ်ခံရဆုံးပဲ ဒါပေမဲ့အကောင့်ထက်ညှင်းနှက်စရာမရှိဘူး။တကယ်လဲနှောင်ကျိုးမှတပါဆုံးရှုံးစရာမရှိဘူးမို့ဆက်ပြီးသွားနေကြတော့မှကဘာကြီးရဲ့တရားမျှတလွတ်လပ်မှုတွေမိကုံထုတ်ခံနေတဲ့အချိန်မှာမောင်ရင်တို့အတွက်ကတော့တရားမျှတလွတ်လပ်မဲ့လမ်းကိုပိုသေးချောင်ရှောင်လန်းနေကြတယ်။ဒီတရားတွေဟာကဘာပေါ်မှာရှိကိုရှိရမယ့်တရားတွေဖြစ်တာကြောင့်မောင်ရင်တို့နဲ့အတူရက်တည်နေကြတဲ့လူတွေလည်းအများကြီးလို့ပြောကြပါတယ်။အလုတ်ပြုတ်လို့စိတ်သက်ကြနေတဲ့လူတယောက်အတွက်စနေကြီးတစ်ခုလုံးပြောင်းဖို့မျှော်လင့်ချက်နဲ့အသေးခံတိုက်နေတဲ့မြန်မာလူငယ်တယောက်ဟာ အားတစ်ခုဖြစ်နိုင်ပါတယ်။မင်းတို့နောက်ပြောင်းပြီးညင်းယူနေရတဲ့စကားတစ်ခုကမြမဆိုဘယ်နေရာနေဒုက္ခနဲ့မလွတ်ဘူးအဲ့ဒါပါပဲ။အဲ့ဒါဟာတနည်းအားဖြင့်မြမတွေအစွမ်းကုန်ကြိုးစားတောင့်ခံပြီးဆက်လက်တိုက်ပွဲဝင်နေတယ်လို့လည်းပြောသလိုပါပဲ။ဟုတ်တယ်လေ။ပစိဖိတ်သမုဒ္ဒရာထဲမှာတင်မောမောက်တော်လည်းမြမပါတယ်။နိုင်ငံတကာမတော်တဆမှုတွေမှာလည်းမြမပါတယ်။ခိုင်းမှဆိုအဆိုးဆုံးပဲ။ဘာကိစ္စဖြစ်ဖြစ်မြမတွေသိနေရတဲ့အထိပါပဲ။ဒါဟာတိုက်ပွဲအတွင်းမှာရော တိုက်ပွဲပြင်ပမှာပါအသေးခံတိုက်ပွဲဝင်နေကြတဲ့မြန်မာတွေရဲ့တောက်ခံနိုင်စွမ်းဖြစ်ပါတယ်။နိုင်ငံတကာမှာတောက်ခံနေကြသူတွေဟာတီလန်းနဲ့ဝေးသူတွေမဟုတ်ကြပါဘူး။ကိုလူတို့ရေအနာဂတ်ကိုနိုင်ထက်စီးနင်းမှုနဲ့ပုံပေါ်ကြမယ်လူသားတွေထဲမှာတော့မောင်ရင်တို့မပါခြင်းပါဘူး။အခုဆိုရင်မောင်ရင်တို့စီမှာစာကြည့်တိုက်တွေပြန်ဆောက်ကြတယ်။ဒီသတင်းတွေကြားလို့အများကြီးဝမ်းသာပါတယ်။အနာဂတ်မျိုးဆက်တွေရဲ့ဘဝကိုစာကြည့်တိုက်ထဲရရော AI နဲ့ပါကျင်းကျင်းလည်လည်အသုံးချနိုင်ကြတဲ့ခေတ်ရောက်ဖို့လည်းအားတင်းမိပါတယ်။ပြောခဲ့တာတွေကလည်းအတော်ရှိပြီမို့ မောင်ရင်နဲ့နီးပညာသမားတငယ်ချင်းတို့ရဲ့ဖြစ်ကလေးကိုဖောက်တဲ့ချပြီးတော့ဒီတစ်ခေါက်မှနှုတ်ဆက်ခဲ့ခြင်းနဲ့ညံတဘုံကတော့ထလိုက်ပြီးဘယ်နာပဲစီးနားစင်ရမလဲ Apple Podcast ရပါတယ် Spotify မှာတင်ထားပါသကြ VPN ရဲ့ channel များ Facebook page နဲ့ YouTube မှာဗျာ like and subscribe လုပ်နိုင်တယ်ပိုင်းသိတင်ရင်သိရတာပေါ့ဘာမှ podcast network မှာโชว์များစွာကိုနားဆင်နိုင်တယ်โชว์များစွာကိုနားဆင်နိုင်တယ် hey AI kit တွေလူသားနဲ့နှီးပညာပေါင်းဆက်ပြီးလူသားကိုအဆင့်မြင့်မှုကြိုးစားနေကြတဲ့ kit တွေကိုမောင်ရင်ကြားဘူးနေတော့အဲ့ဒါတွေကိုစက်စုခြင်းနဲ့စိတ်ကရှိစိတ်ကူးလဲရင်တာပေါ့အနှစ်တနိုင်မှာ ိုင်ငံเจ้าမှာ Google ကလုတ်တဲ့ဆိုးနေပွဲတွေတတ်ခဲ့တဲ့မောင်ရင်မိတ်ဆွေတယောက်နဲ့ဆုံရနီးမြန်ကိစ္စတွေမောင်ရင်မသိတာတွေပါလေမေးစမ်းပေါ့လေပြောဆိုရင်လည်း तू က Google ကပေးလိုက်တဲ့မျက်မှန်နဲ့ဆက်ဆက်ပစ္စည်းလေးတခုလက်ဆောင်ပေးခဲ့ခြင်းလို့တဲ့ဟာပွားပြီပေါ့ Google ကဆိုရင်တော့မျက်မှန်နဲ့ချိန်လိုက်တဲ့အခါမှာမျက်မှန်ပေါ်မှာ data တွေတင်ပေးရဲ့ကြိယာပဲနေမှာအရုံးမှန်မျက်မှန်လို့လို့ပါလို့စိတ်ကူးရင်နေရဆိုတော့မောင်ကြီးမျက်ခွက်ကလည်းဝင်းနေရပါအဲ့ဒီချိန်မှာပဲအဲ့ဒီမိတ်ဆွေကကြိယာသေးသေးလေးကိုထုတ်ပြီးတော့မောင်ကြီးကိုပေးပါတယ် အဲ့ဒါဘာလေးလဲဆိုတော့ဒီမျက်နှာပြင်ပေါ်မှာ Google ဆိုပြီးတော့ရောင်စုံစလုံးလေးနဲ့ချီထိုးထားတဲ့မျက်မှန်တုပ်ပွားလေးပါ။ဩလှုပ်ပြန်ပြီ။လှုပ်ပြန်ပြီ။ဝင်နေဝင်နေသွားပြန်။ဩဩဆက်ကြဆက်ကြ။ဒီနေအောင်။ စီစဉ်ရမပြီးသေးပါဘူးညံတမုံမိတ်ဆွေတို့ရှေ့ရဖြစ်ခဲ့သမျှပြောခဲ့သမျှတွေဟာငလျင်မတိုင်မီကာလကအတန်သွင်းခဲ့တဲ့ဟာတွေဖြစ်ပါတယ်အခုတော့မောင်ရင်တို့ဘဝတွေအတိုင်းကိုငလျင်ကလှုပ်ခတ်စေခဲ့ပြီဒီနေရာမှာဆရာကြီးမျိုးမညင်းရဲ့လူကျုံလူကောင်းတွေကခင့်မိမိကဘာကြည့်ကြည့်မင်းဆိုတဲ့စာသားကိုတတိယမိရဲ့ဒုက္ခရောက်တဲ့နေရာမှာကဘာကြည့်ကြည့်နေရတာမိအေးအချိန်ချင်းနာပါတယ်1960ခုနှစ်ဟေတီနိုင်ငံမှာလှုပ်သွားတဲ့ငလျင်ဟာ9.5မဂနီကျူ လက်ရှိထိအပြင်းဆုံးငလျင်ဖြစ်တယ်တဲ့။မောင်ရင်တို့က9.3လောက်ခွန်လေ။ဖိုင်းမှထိရတော့မြမတွေပါနေရပြည်တွင်းမှာဆိုဘယ်လောက်ထိလိုက်မလဲ။ဒီကိန်းကနန်းတိတိလေးတွေကြောင့်ကိန်းကနန်းအကြီးကြီးထိခိုက်ကြရတော့မသစဉ်ပြောသလိုကိန်းကနန်းတွေကိုစိတ်နာမိပါရဲ့။ပြီးတော့တပြည်လုံးတာမကကဘာအရရက်ကပါကြေကွဲစွာနေကြတော့မအလာကတော့နေရာတကာပြုံးပြုံးနေတဲ့အမျက်တွေထုတ်နေတယ်။မအလာစိတ်သက်ရှိကြတဲ့ကြောင်သူတော်သခိုးတပြတွေဟာလည်းပြည်သူနှိတ်ဆက်ပြီးတော့ဆရာကြီးဆိုသူတွေဆယ်လီတွေ စစ်ခွေးလော်ဘီတွေနဲ့ရုပ်စော့အဆုံးတည်င်းဌာနတွေကအစတက်လာတဲ့တည်င်းလူတွေကလည်းငလျင်အသင့်တိုင်းပြည်တွေအန်ရယ်များလှနေတဲ့အချိန်ပေါ့စစ်အာဏာရှင်စနစ်အောက်မှာပြည်သူတွေဟာထုံးစံအတိုင်းကိုယ့်ရဲ့ကိုယ်စွမ်းနဲ့ညံစွမ်းရှိသမျှအကုန်မြှင့်ထုတ်သုံးဆွဲကူညီကြရပြန်ပါတယ်အရင်ဆိုနိုင်ငံအနှံ့အလူဝင်တွေတဝုံးရောက်လာပြီးတော့လောက်ဆရာရှိရာလို့နိုင်ငံတကာရောအစိုးရကပါချက်ချင်းတုံ့ပြန်ဆောင်ရွက်နဲ့မြန်ဆန်းပါတယ်အခုတော့မအားလာရဲ့တိမ်ပြင်းလာတဲ့စိတ်ဓာတ်အောက်မှာတယောက်ကိုတယောက်အားပေးတစုတစုကူညီပြီးတော့ ငလျင်နောက်ဆက်တွဲကိုကူညီနေကြဒီအဖြစ်ပြက်တွေဟာလူစိတ်ရှိသူတိုင်းမျက်ရည်လဲရွှဲနေပါမောင်ရင်တို့အနေနဲ့လဲနိုင်အောင်ဝိုင်းကူနေကြပါတယ်ယုံကြည်ရတဲ့ငွေကြေးအလှူခံတွေစီကိုလဲတအားသလောက်ထဲ့ဝင်ကူညီကြဖို့အားလုံးကိုပြုတ်ဟစ်လိုက်ပါတယ်ဒီလိုဆိုးရွားလာတဲ့အဖြစ်ပြက်တွေကြားမှာအားလုံးဖြည်းဖြည်းသာသာရှိနိုင်ကြပါစေနောက်ဆက်တွဲစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့စိတ်သက်ခွန်အားတွေရရှိနိုင်ကြပါစေလို့မြတ်တာပို့သလိုက်ရပါတယ်